လေးလေးနဲ့တီလေးနဲ့မဝေးကျင်မှုဆိုလို့ရှိရင်လောက်ဆန်ကြီးလက်တစ်ခုပဲရှိတယ်။အဲ့ဒါမမေနဲ့ဖဖေနဲ့ပြန်မောင်းထုတ်တာပဲ။လေးလေးတို့ချစ်သူရယ်လှုပ်ပေးနိုင်တာဆိုလို့တမျိုးကူညီတာပဲရှိ။ဒီဝက်စားရယ်ကမမေကတမီးရနေတဲ့စင်ဖဖေကိုပေးခိုင်းတာဖဖေရဲ့ မမေကလေဖဖေကိုချစ်လို့သူ့ဝတ်စာရဝတ်စီချင်တာညီမမမေတနာပါတယ်ဖဖေရဲ့သမီးကလေ16နှစ်ပြည့်တော့မှာဆိုတော့ဖဖေနဲ့ကွာရှင်းရမှာသူတိတ်ဝမ်းနေနေတာမွေးချင်ပါသမီးရဲ့ဟိုရှောက်တွင်းမနေနဲ့ကဲပါဒီဝတ်စာလည်းထားခဲ့လိုက်ပါနော်好。Oh. တမိလောင်းစုံမြင့်ကြီးအကောက်ကနေမာတယ်မမီးအွန်လိုင်းထဲတည်းရဘာဖြစ်လို့တမိစီရောက်နေရလဲမမေကိုတမိမပြောပြအောင်ဆိုရင်တမိကိုစိတ်ဆိုးမှလာရင်စိတ်ဆိုးမှာပေါ့လိန်နာမမေမကြိုက်ဘူးဆိုတော့တမိသိရတာနဲ့တကယ်တော့လေအဲ့ဒီအဝတ်တရားဖေဖေကဝယ်ခိုင်းတာမမေရဲ့ ဖေဖေကလေမမေ live တွေဆိုအမြဲတမ်းကြည့်တယ်ပြီးတော့ဒီအင်ကြီးစင်ကတိတ်မရောရဘူးဆိုပြီးဖေဖေကမမေကိုကုညီကျင်လို့ဆိုပြီးတမျက်လေးစင်ကုညီခိုင်းတာဟမ်ငါအင်ကြီးတွေမရောရဘူးဆိုပြီးတက်တက်လောင်ကျင်လို့မှားခိုင်းတာနေမှာပေါ့အေးအဲ့လိုတော့တမျက်မထင်ပါဘူးဟိုဖေဖေကမမေကိုချစ်နေသေးလို့လို့ထင်တယ်ပြီးတော့တမီတက်16နှစ်လည်းပြည့်တော့မှာဆိုတော့

ဟဲ့ငါကတော့လေနေ့ရေခဲတော့ဖင်နဲ့တာမဏိအမေကိုရင်ခေါအောင်လုပ်နိုင်တဲ့နေ့ကိုရမ်းလေးစားပါလိမ့်တယ်ဟုတ်တယ်ဟာအာငါအခုအဆင့်တက်အောင်မြင်သွားပြီဆိုတော့ငါအဆင့်မျိုးစလို့ရပြီအေးအဆင့်တက်ကနေဘာလုပ်မှာငါကတော့ camera ก็เบอร์กูเช็คคนเดียวเนาะใช่ไหมเนี่ยนี่ก็ใจเงียบตีจ่าเลยไอ้หัวมังก็อะไรเปียโนนี่อะไรก็มาสั่งเบียร์ได้ไปค่ะนั่นนี่ลายจูเน่ไอ้เบียร์อ่ะส่งเอาตัวมาไอ้อะไรก็ฟงสัน lý là làm na đi làm thì ငါနေပြောရရှိတယ်အစ်စ်နေဆိုပါလဲနေကနာပြောလိုက်တဲ့ဖေဖေနဲ့မေမေကိုပြန်အဆင်ပြေအောင်လုပ်ပေးမယ်ဆိုရဲအဆင်နဲ့ကိုပြောอ่ะအော်အဲ့ဒါကိုပြောရတာ တော့ဝင်တူအောင်လုပ်မှာငါအစစ်နှစ်နဲ့သုံးရခါရဲပေါင်းလောက်အောင်မှာဟမ်အချိန်များကြီးရှိတော့သမီးရဲ့16နှစ်ပြည့်မွေးနေ့နီးနေပြီဆိုတာအလုံးသိရမလားသမီးတို့မိသားစုလေး နောက်ဆုံးဆုံဆုံလင်းလင်းနဲ့အမှတ်တရလေးဖျောင်းတမီးမွေးနေ့ပွဲလေးကျင်းပခြင်းနဲ့တမီးဘာလို့ဒီမွေးနေ့ပွဲကျင်းပခြင်းလာလဲဆိုတာမင်းမင်းနဲ့ဖေဖေနဲ့သိမှာပေါ့ဒီပုံစံတိုင်းဆိုလို့ရှိရင် တရရောက်အိမ်ပြောင်းသွားရတယ်ငါတို့ပူဝေးရပြီကြာအတကယ်နေနဲ့အဝေးမနေနိုင်ဘူးဟာမလည်းမခွင်းနိုင်ဘူးနင်းလေဘယ်လိုမှလည်းမသိဘူးဟေးဟာလုံးနေကြလားဟိုတောင်းမလို့ဟိုတောင်းမလို့မလေးပါဟာမလေးတို့တောင်းမလားဟာအမေလား ဟဲ့လှုပ်ချလိုက်ပြန်ပြီဟာလေးလေးနဲ့တီလေးနဲ့မဝေးကျင်မှုဆိုလို့ရှိရင်လှုပ်ဆန်ကြီးလားတခုပဲရှိတယ်အဲ့ဒါမမေနဲ့ဖဖေနဲ့ပြန်မောင်းထုတ်တာပဲလေးလေးတော့ချစ်သူရယ်လှုပ်ပေးနိုင်တာဆိုလို့တမျိုးကူနေတာပဲရှိတယ်အားရောလည်းလေဒီ၁၆နှစ်မပြည့်သေးတဲ့ကော်မလေးပြောစကားနားထောင်အောင်မလားရတယ်ဒါဆိုမြင့်မှာပိုကောင်းတဲ့ဂျန်စီရှိသေးလို့လား ေးဇူးပြင်းလဲရှုံးရမှာရှိတော့ပါဘူး။ပြောနင်းကြံပါလဲ။တမီးရဲ့ဒုတိယအကြံစီကအချင်းချင်းတဝင်တော်လို့တာ။ဒုတိယအကြံစီဆိုတော့တတိယအကြံစီရောအမရာ။ဟုတ်လား။ မအဆင်ပြေရဲ့လားဘာအဆင်ပြေရမှာလဲညီမလေးရှိမှာတော့ဟန်ဆောင်ရမလို့ပါအောင်မရဲ့မမကိုရုံခွဲနိုင်ဘူးဆိုတာညီမလေးသိတာပေါ့ဘယ်လောက်နှစ်ကြီးအကြာကြီးကြောက်ရနေခဲ့ပြီးပြီပဲအခုမှဘာလို့မနေနိုင်ရမှာလဲဒါပေမဲ့မမကကိုကြီးနဲ့တူတူရှိလာတဲ့အချိန်ကပုံများတယ်လေအပြက်ပြက်နဲ့နှာခေါင်းတွေးမထွက်ပါနဲ့မမရဲ့ မမသာတထစ်လျှော့လိုက်လို့ရှင်ကိုကြီးကသူ့လိုလိုပြန်ပါလာမှာပါမမရဲ့မမကိုကြီးနဲ့ကွာရှင်းကျင်လို့လားမမလေးကတော့အဲ့လိုမထင်ဘူးနော်ခုချိန်မှာတော့ဘာတက်နိုင်တော့မှာလဲကိုကြီးကိုပြန်လိုက်ပါမမရဲ့ဒါပေမဲ့အခုလိုက်မှဖြစ်မှာနော်မဟုတ်ရင်နောက်ကြောင်ပါလိမ့်မယ်